လူတွေမှာဘယ်အရာကလူချင်းမှုတွေတမဲမှုတွေမုံလေးမှုတွေကိုဖြစ်ပေါ်စေတယ်လေပဋိသတ်သောဥပမာကြည့်လိုက်မယ်ဆိုရင်ဝေဒနာပစ္စယတဏှာလို့လာတာအလုံးကြာဘူးနေကြတယ်နော်ဝေဒနာအကြောင်းခံပြီးတော့တွေ့တာမှုတွေတမဲမှုတွေဖြစ်တတ်တယ်အဲ့ဒီတွေ့တာမှုတမဲမှုတွေဟာ လူ့ဘဝမှာဒုက္ခကိုဖော်ထုတ်တဲ့တဏှာဆိုတာဒုက္ခကိုဖြစ်စေတဲ့လေသမုဒိယသစ္စာတရားပဲဖြစ်တယ်။ဒါကြောင့်ဒုက္ခကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုဖယ်ရမှာဖြစ်တယ်။အဲ့ဒီဖယ်ဖို့အတွက်တဏှာမဖြစ်အောင်ဘယ်ကနေထိရမလဲလို့ဆိုဝေဒနာဆိုတဲ့နေရာကထိရမှာဖြစ်တယ်ပေါ့နော်။ပရိစ္ဆေသောဘက်ကိုသဘောပေါက်ထားလို့ရှိရင်အကြောင်းတရားကိုသတ်မှတ်အကျိုးတရားဆိုတာရက်ထာဖြစ်တယ် အကြောင်းတရားရှိနေသမျှအကျိုးတရားတွေကပြပေါ်နေမှာပဲဖြစ်တယ်။ဥပမာမေယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ယောဂရဲ့ဆိုးကျိုးတွေကိုခံစားနေရတယ်။အဲဒီယောဂဘာကြောင့်ဖြစ်တယ်လဲဆိုရင်အကြောင်းတရားကိုအရင်ဖယ်ရှားနိုင်ရမှာဖြစ်တယ်။ယောဂဖြစ်အကြောင်းတရားဖယ်ရှားလိုက်တဲ့အခါမှာယောဂပျောက်ခြင်းဆိုတာဖြစ်လာမှာဖြစ်လို့ လောကမှာဆင်းရဲဒုက္ခတွေဖော်ဆောင်နေတာဘုသူလက်ချက်လဲလို့ပြောလိုက်လို့ရှိရင်လူတိုင်းလူတိုင်းရဲ့တဏှာမှာရှိနေတဲ့တွေ့တာမှုလူချင်းမှုဆိုတဲ့တဏှာဟာလက်တယ်ပဲဖြစ်တယ်ပေါ့အဲ့ဒီတဏှာလက်တယ်ဟာဘာကြောင့်တိုးတက်ပွားများနေရသလဲလို့ဆိုရင်လူတိုင်းလူတိုင်းမှာစိတ်ခံစားမှုဝေဒနာဆိုရှိဟုတ်ဗမာလူမျိုးတွေကဝေဒနာလို့ပြောလိုက်လို့ရှိရင်ယောဂာနဲ့တွဲဖက်ပြီးတော့ယောဂဝေဒနာကိုပြောတယ်လို့အောင်မိတတ်တယ် အဲ့လိုမအောင်မင်းနဲ့ဝေဒနာဆိုတာပြောတာတော့ဝေဒနာ၅မျိုးကိုအရင်မှတ်ချလိုက်ကိုယ်ကရအနေနဲ့နေလို့ထိုင်လို့ကောင်းတဲ့အဆင်ပြေတယ်ရောင်းညာမှုမရှိဘူးလမ်းဆန်းတယ်ရုပ်ခန္ဓာကိုယ်ကြီးကလမ်းဆန်းတယ်နေလို့ထိုင်လို့ကောင်းတယ်ဒုက္ခဝေဒနာအဲ့ဒီနေလို့ထိုင်လို့ကောင်းတယ်ဆိုတဲ့စိတ်ထဲမှာခံစားမှုတွေဒုက္ခဝေဒနာ နေလို့တိုင်လို့ကောင်းသည့်အတွက်ကြောင့်စိတ်ထဲမှာပျော်မွေ့တယ်စိတ်ချမ်းသာတယ်လို့ပြောကြတယ်နော်စိတ်ချမ်းသာတယ်အဲ့ဒီစိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်ချမ်းသာတယ်ဆိုတော့ကောမနတ္တဝေဒနာဒါကောင်းတဲ့ဘက်ကဒုက္ခဝေဒနာရဲ့ကောမနတ္တဝေဒနာဒုက္ခဝေဒနာဆိုတာကိုယ်ကာယနေလို့ထိုင်လို့စားလို့တောင်းလို့အိတ်လို့ကောင်းတာကောင်းတာကိုတွေ့ရှိခံစားရတယ်ဒါဒုက္ခဝေဒနာရှင်ပြေးနေတယ် စိတ်ထဲကအရှင်ပြေပြီးတော့ဝမ်းသာနေတယ်ကြည်နူးနေတယ်သောမနတဝေဒနာအကောင်းရှိသလို လောကမှာအဆိုးရလည်းရှိသေးတယ်ခန္ဓာကိုယ်ကြီးကနေထိုင်မကောင်းဘူးစင်တုပ်ကွေးဖြစ်လို့နာလိုက်တာအယူတွေကြောတွေနာနေဒီလိုလည်းမရှိဘူးရှိတာဒုက္ခဆိုတာကြာကြာထိုင်ပြီးတရားနာရတဲ့အခါညောင်းနေကြတယ်ခွာ ကာယကဒုက္ခလို့ခေါ်တယ်။အဲဒီညောင်းနံညာတာကိုစိတ်ထဲမှာခံစားရစင်တခွေးဖြစ်လို့ညောင်းနံညာတာတစ်မျိုးတရားချင်းနေလို့ညောင်းနံညာတာတစ်မျိုးအစင်မပြေကြောအောင်နဲ့ခန္ဓာနဲ့ခေါင်းကိုက်တဲ့စသဖြင့်အဲ့ဒါကိုကာယကဒုက္ခဒုက္ခဝေဒနာလို့ခေါ်တယ်။စိတ်ထဲမှာခံစားမှုတွေဖြစ်လာအေးတစုံတစ်ခုကြောင့်စိတ်ထဲမှာ ဆိုရင်စိတ်တွေကိုအကြောင်းပြုပြီးတော့ရှင်နေနှလုံးထဲမှာမကြည်မနှက်တွေဖြစ်နေတယ်။ဝမ်းနေတယ်၊ချိန်ကွဲတယ်ဆိုတာမျိုးတွေဖြစ်လာတယ်။ဒုယောဂဝေဒနာဖြစ်လို့ချိန်ကွဲဝမ်းနေမှုဆိုတာလည်းရှိတယ်။စီးပွားဥစ္စာတွေပြပြလို့ချိန်ကွဲဝမ်းနေမှုဆိုတာလည်းရှိတယ်။ဓောမနတာလူတယောက်ပေါ်မှာမကြည်နှက်လို့စိတ်ဆိုးပြီးတော့စိတ်ကောက်တယ်ဆိုတဲ့စိတ်ခံစားမှုတွေလည်းရှိတယ်နော်။ အဲ့ဒါလေးကဒေါမနတဝေဒနာလို့ဆိုကဲခွန်ကြီးတို့တွေနေစင်မှာဘာတွေခံစားနေကြတော့ဆိုဝေဒနာလေးခံစားနေကြဝေဒနာကလွတ်ထရောရှိရလားရှိဘူးစားလို့သောင်းလို့ကောင်းလိုက်တာတဲ့စားကြပြူကြဒုက္ခဝေဒနာတွေဒေါမနတဝေဒနာတွေဖြစ်နေလို့ထိုင်လို့ကမကောင်းပါဘူးအဆင်မပြေပါဘူးခကြီးကလည်းမကောင်းပါဘူးနဲ့စိတ်ညစ်နေတယ်ဆိုရင် ဒုက္ခဒေါမနတဝေဒနာဟုတ်လားရောင်းလို့ဝယ်လို့လည်းမကောင်းဘူးစဉ်းညစ်တယ်ရောင်းလို့ဝယ်လို့ကောင်းတယ်ပြောတယ်ဟောနှမျိုးရှိတာလူတွေကရှိအဲ့ဒီရှိနေတဲ့ခံစားမှုတွေကိုအလကားသာဒီစိတ်ရဲ့ခံစားမှုတွေကိုအမှတ်တမဲ့မနေလိုက်နဲ့ကပ္ပထန်ဆိုတခြားသွားရှာတာမဟုတ်ဘူးအဲ့ဒီကိုယ်စိတ်ထဲမှာဖြစ်နေတယ်ဆိုတဲ့အရာတွေကိုဒီတိုင်းလွတ်ပြီးတော့မထားနဲ့ နောက်တစ်ခါစိတ်ထဲမှာဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့တမအနေထားစိတ်ခံစားချက်မျိုးတော့ဥပိ္ခဝေဒနာလို့ခေါ်တယ်။အာလုံဝေဒနာဟာငါမျိုးလို့ဒီလိုဆိုတယ်နော်။အဲဒီမှာဒုက္ခနဲ့သောမနတ္တကတည်းတည်းဒုက္ခနဲ့ဒေါမနတ္တကတည်းတည်းဥပိ္ခာဆိုတာတစ်ခုတည်း ပေါင်းလိုက်တဲ့အခါဝေဒနာ၅မျိုးအဲ့ဒီဝေဒနာ၅မျိုးကိုခြုံလိုက်တဲ့အခါဒုက္ခသောမနတနှစ်ခုကိုဒုက္ခလို့ပဲခေါ်လိုက်တယ်ဒုက္ခနဲ့ဒေါမနတနှစ်ခုကိုဒုက္ခလို့ပဲခေါ်လိုက်တယ်အဲ့တော့ဒုက္ခဒုက္ခအဒုက္ခမဒုက္ခလို့အစဉ်ပြေမှုတွေဝမ်းသာမှုတွေကဒုက္ခအစဉ်မပြေမှုတွေဝမ်းနေမှုတွေကဒုက္ခ အဲ့ဒီနှစ်ခုစัจ जा မှာဖြစ်တာကအဒုက္ခမဒုက္ခဆိုဥပိ္ပခာလို့ဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်နေစင်နေမြစိတ်ခံစားမှုတွေအတူတူမှာမရှိဘူးလားအဲ့ဒီစိတ်ခံစားမှုတွေပေါ်လာတိုင်းပေါ်လာတိုင်းမလိုရမလဲရှင်သာရိပုတ္တရာမထေရကအဲ့ဒါကိုသင်ပေးတာနော်လှုပ်ဖြစ်အောင်လို့ကိုယ့်ဟာကိုယ်လှုပ်ဖြစ်အောင်ဆိုရိတ်တာတော့လှုပ်ရမှာပြောတာမဟုတ်ဘူးအိမ်မှာဖြစ်လာတဲ့အချိန်လေးမှာတတိထားကိုလို့ ကိုယ်တဏမဝန်တာနေတာလားဝန်နေနေတာလားချမ်းသာနေတာလားဆင်းရဲနေတာလားချမ်းသာဆင်းရဲမဟုတ်ဘူးလားမထင်ရှားတာလားတခုခုဖြစ်နေမှာပဲသူတွေရဲ့စိတ်ပါနော်စိတ်ရှိအသိရှိနေတဲ့များကလည်းဘာလို့စိတ်ခံစားမှုဆိုတဲ့ဝေဒနာရှိနေအဲ့ဒီ၅မျိုးသုံးမျိုးသုံးမျိုးတည်းကတခုခုဖြစ်နေဖြစ်နေတဲ့အခါမှာရှင်သာရိပုတ္တရာက ဒီဒီလိုဆင်းရဲတဲ့ဝေဒနာတွေပေါ်မှာစိတ်ရဲ့နှစ်သက်မှုမနှစ်သက်မှုစိတ်ကနှစ်သက်လာရင်တဏှာလောဘဆိုဖြစ်လာတယ်မနှစ်သက်ဘူးဆန့်ကျင်လာပြီးကောင်းတာကိုမျောနေရင်လည်းတဏှာလောဘဆိုဖြစ်လာတယ်တဏှာဖြစ်ခြင်းဖြစ်မယ်လောဘဖြစ်ခြင်းဖြစ်မယ်ဒေါသဖြစ်ခြင်းဖြစ်မယ်စိတ်ခံစားမှုကတော့လူတွေအတွက်အကုသို့မဟုတ်ဘူးနော် အကုသိုလ်တို့ပြောလို့မရသေးဘူးဒေါမနတာကလွှဲနေတော့အကုသိုလ်တို့ပြောလို့မရသေးဘူးပေါ့စိတ်ခံစားမှုလေးတက်တက်စိတ်ခံစားမှုကနေတွဲဖက်ပြီးတော့ဖြစ်လာတဲ့လောဘဒေါသတွေကြတော့သူကဆိုးဝါးလာပြီပေါ့နော်အဲ့ဒီမရောက်ခင်စိတ်ခံစားမှုအနေထားလေးမှာဘလို့ဖြေပြောင်းရမလဲဘလို့ထွက်ပေါက်ရှာရမလဲဆိုတာ ရှင်သာရိပုတ္တရာကမတရားစကားအနေနဲ့ယဟန်လေးကိုသင်ပေးတာဖြစ်တယ်နော်။ဘုရားဝတ္တဝင်သူတော်စင်ဒီစိတ်ခံစားမှုတွေဖြစ်လို့ စိတ်ဖိစီးမှုတွေမဖြစ်ရလေအောင်။တတိဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုဝေဒနာတွေကိုဘယ်လိုထပ်ပေါက်ရှာရမလဲ။ဘယ်လိုရှုမြင်ရမလဲဆိုတာကိုသာကိုသင်ပေးတာပဲဖြစ်တယ်။လူတိုင်းမှာဝေဒနာဆိုတာရှိနေတယ်။အဲဒီရှိနေတဲ့ဝေဒနာကို လက်တွေ့ကြကြဆင်ရှင်သုံးသက်တတ်ဖို့လိုတယ်ပေါ့အဲဒီမှာရှင်သာရိပုတ္တရာကဘာပြောလဲဆိုယောတုခံဒုက္ခတောအတ္တမင်းရဲ့ယဉ်တဲ့နှလုံးထဲမှာတဲ့ကျင့်တတ်မှုတွေဝန်တတ်မှုတွေဖြစ်လာလို့ရှိရင်အဲ့ဒီကျင့်တတ်မှုဝန်တတ်မှုဆိုတာဟာမကြခင်ပြောင်းလဲသွားမှဖြစ်လို့ အဲ့ဒီကျင့်တတ်မှုဝမ်းသာမှုဖြစ်တိုင်းဖြစ်တိုင်းစိတ်ထဲမှာဩဒုက္ခဖြစ်တာလို့စိတ်ထဲမှာပြောင်းလဲပြီးတော့မှတ်လိုက်ပါတဲ့ဒုက္ခကိုဒုက္ခလို့ယူခိုင်းလိုက်တယ်ဟုတ်ကဲ့လားဘာကြောင့်ဒုက္ခကိုဒုက္ခလို့ယူခိုင်းတာတော့လို့ဆိုလို့ရှိရင်ဆိုပါစို့အစာတစ်ခုထဲမှာအစာကကောင်းအမတန်ကောင်းတဲ့အရသာရှိရှိချက်ထားတဲ့အစာအစာဆိုတော့ ိုကြိုက်တဲ့အစားအစာသို့တော့အဲ့ဒီအစားအစာတွေမှာအစိတ်ပါနေတယ်စားလိုက်တဲ့အချိန်မှာ ရှားပေါ်မှာအလုံးကိုရတာရှိသို့တော့ပိုက်ထဲရောက်လာပြီးမကြခင်ဘာဖြစ်မလဲဆိုရင်အစိတ်တင်းတဲ့ရောဂါပဲလားဖြစ်တော့နော်စားတဲ့အချိန်လေးမှာတိတ်ကြည့်နေတယ်ဝမ်းသာတယ်ကောင်းလိုက်တာကောင်းလိုက်တာနဲ့ဖြစ်တာစားပြီးလို့လည်းတိတ်မကြဘူးဖိုက်ထဲကအောင်လာတယ်လို့ ဒီလိုနေလို့ထိုင်လို့မကောင်းဘူးဆိုတာဖြစ်လာဒုက္ခဝေဒနာဟာလည်းပဲအဲ့တန်နဲ့ပြောတယ်ပြောတယ်တို့ပြောတယ်လို့လုံးနေတာရှိသေးတယ်ဒုက္ခရောက်လာဖြစ်တယ်နော်အဲ့ဒီအပျော်နောက်ကိုလိုက်ပြီးတော့တွေ့တာမှုတွေဖြစ်လိုက်မယ်ဆိုလို့ရှိရင်နောက်ကဒုက္ခရောက်လာတယ်ခုနအစိတ်ရှိတဲ့အစိတ်ခတ်ထားတဲ့အစာကိုစားလဲရတယ်လို့ပဲ ုက္ခဝေဒနာဘုံမှာတမေတမောကြီးနေလိုက်ပြီလို့ရှိရင်နောက်ကလိုက်လာတာဘယ်သူလိုက်လာတော့ဆုံးတဏှာလိုက်လာအဲ့ဒီတဏှာကအပေတိအောင်ဆွဲချသွားတယ်နော်ကိုယ်ရင်နဲ့နှလုံးထဲမှာဒုက္ခရောက်သွားတယ်ဒါကြောင့်မို့အစဉ်ကြေမှုချမ်းသာမှုတွေကိုသူတို့ဘုံမှာဒုက္ခလို့ရှင်မြင်ထားလိုက်ပါဒါကြောင့်လို့ဆိုရင်ကြောင်းလွဲသွားတာနဲ့တပြိုင်နက်ဒုက္ခဖြစ်မှသိချင်တယ် သူကချမ်းသာမှုပျော်ရွှင်မှုသည်သာဝရမဟုတ်ဘူးပျော်ရွှင်တာဟာတခဏမျှသာဖြစ်တယ်အဲ့ဒီတခဏကတခဏမျှသာဖြစ်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကြီးကိုသာဝရလို့ထင်ပြီးတော့တွေ့တာနေလိုက်မယ်ဆိုရင် နောက်ကလိုက်လာမှာကဒုက္ခပဲဖြစ်တယ်ဝိပရိဒါမဒုက္ခလို့ခေါ်နော်အဲ့တော့ဒုက္ခကိုဒုက္ခလို့ရှုလိုက်ခြင်းအပြင်ဘာဖြစ်တော့ဆိုတွေ့တာမှုတွေလမ်းလိုက်ပါအောင်မလား ကောင်းတဲ့ကိုမကောင်းမှုလို့ရှုလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုတွေမလာတော့ဘူးလေအစာအာဟာရစားတဲ့အခါမှာစဉ်းစဉ်းစဉ်းစားကြည့်ကိုကြိုက်တဲ့အစာအာဟာရကိုစားနေတဲ့အချိန်မှာကောင်းလိုက်တာဒါလေးကကောင်းလိုက်တာနဲ့ဆိုပြီးတော့ကောင်းတဲ့ဘက်မှာပဲအာယုပြုပြီးစားနေမယ်ဆိုလို့ရှိရင်လူဟာဒီပေါ်မှာတွေ့တာမှုတွေအများကြီးဖြစ်လာနော် ိုးသောအဲ့ဒီကောင်းတဲ့အစာအာဟာရဟာကိုယ်နဲ့ကြိုက်သလားမကြိုက်ဘူးလားတတိမိတ်မုံချိုချိုလေးစားလိုက်ရတယ်ကို့မှာစီချိုကရှိနေတယ်အေးချိုချိုလေးကကရင်တေးလိုက်တာတလုံးပြီးတလုံးမလိုက်လုံးလေးတွေစားပြီးစီချိုတွေတက်လာဒုက္ခရောက်တာအဲ့ဒါချိန်လေးမှာဘာလို့ကလို့ကောင်းလိုက်တယ်ဆိုတာမှန်တယ်။နာစားနေတာဒုက္ခကြီးပဲ။ အာဟုဒုက္ခပြီးတော့မှလို့တိလိုက်ပြီးတော့ break အုပ်လိုက်ရင်မရဘူးလေအဲ့လိုလို့ဖို့ပြောတာနော်အဲ့ဒါဆိုလို့ရှိရင်တွတမှုတဏှာဆိုတာဆက်ပြီးလိုက်မလာတော့ထိ छु ပြီးတာဖြစ်သွားဩငါနဲ့မတည့်ဘူးဒါငါနဲ့မတည့်ဘူးတော့ကြောင့်စီရွတ်တယ်လိမ့်မယ်ဒုက္ခရောက်လိမ့်မယ်သိလို့ရှိရင်သိလို့ဖြစ်လိမ့်မယ်ကျမ်းပါတယ်ဆိုတော့ဒီငါ ချိုးတယ်ဆိုတာရှားပြားလေးပေါ့ပဲဘယ်ကျရောက်တိုင်းချိုးတယ်ဆိုတာမရှိတော့ဘူးတွေးကြည့်လိုက်ခဏလေးတွေရှားပြားလေးပေါ်မှာသာချိုးတာရှိတယ်ဘယ်ကျရောက်တိုင်းချိုးသေးရဲ့လားချိုးမှလည်းမသိဘူးခါမှလည်းမသိဘူးနော်မျိုးချလိုက်လို့လက်เจ้าဟိုဘက်ရောက်တိုင်းဘာမှမရှိတော့အဲ့တော့အကျိုးသက်ရောက်မှုလေးအမှန်အမှန်လဲတယ်ရှားပေါ်ဖြတ်တဲ့အချိန်လေးပဲကောင်းလိုက်တာကောင်းလိုက်တာဖြစ်ကြတယ်လူတွေ အဲ့ဒီချိန်ပိုင်းလေးကိုကောင်းတယ်ဆိုတဲ့ခံစားမှုလေးတွေကိုဒုက္ခရောက်တယ်ဒုက္ခလို့ကိုယ်ဒုက္ခပေးနိုင်တဲ့အရာဖြစ်တယ်ဒုက္ခပေးနိုင်တဲ့တဏှာဖြစ်လာလိမ့်မယ်လို့ဒုက္ခကိုဒုက္ခလို့ရှုမြင်လိုက်ပါအဲ့ဒီလိုရှုမြင်လိုက်ခြင်းအပြင်ဝေဒနာပစ္စယတဏှာဆိုတာမလောက်ထိ ंछ ောက်အောင်လို့သူတို့ပြောနော် အရာဘူးလို့မအောင်မိနေနဲ့ရအောင်လုပ်ရမှာဒါရအောင်လုပ်တာကြိုးစားတာဝီရိယလို့ခေါ်တယ်